မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေစင်မနက်ဒေသနာအစီအစဉ်မှအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့ဝင်ကအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့တမာကျန်းစာမှာစံပြမိခင်၅ဦးအကြောင်းကိုအနေငယ်ဝင်ကခွန်အားပေးခြင်းတာဖြစ်ပါတယ် မိခင်များနေ့နီးလာပြီဖြစ်တဲ့အတွက်မိခင်တွေရဲ့ကောင်းမြတ်ခြင်းမိခင်တွေရဲ့ပေးဆက်ခြင်းမိခင်တွေရဲ့ချစ်ခြင်းမေတ္တာမိခင်တွေရဲ့စံပြခဲ့ခြင်းကိုအတူတူကခံယူလေ့လာကြမှာဖြစ်ပါတယ်။တမန်ကျင်းစာထဲမှာစံပြမိခင်တွေစံမပြခဲ့တဲ့မိခင်တွေလည်းအများကြီးရှိတာတွေ့ရပါတယ်။ဆိုတော့ဒီကနေ့မနက်မှာတော့စံပြမိခင်၅ဦးအကြောင်းကိုဝေငှရင်းနဲ့အတူတူကခွန်အားယူမှာဖြစ်ပါတယ်။စကပုံတစ်ခုရှိပါတယ် ပခတ်လွဲတဲ့လက်ကကဘာကြီးကိုလှုပ်ခတ်နိုင်တယ်တဲ့အထူးသဖြင့်မိခင်တွေကိုရည်ညွှန်းတာဖြစ်ပါတယ်ဒီစကားပုံကပေါ့နော်တကယ်လဲကဘာကြီးကိုလှုပ်ခတ်စေနိုင်တဲ့နာမည်ကြီးလူတွေအားလုံးအားလုံးဟာတစ်ချိန်လုံးကအမေလွဲတဲ့ပခတ်ထဲမှာပဲဖြစ်ပါတယ်တမာချင်းစာတော်မြက်ထဲမှာဆိုရင်လဲဒီလူမိခင်တချို့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့အများကြီးအများကြီးစံပြမိခင်အများကြီးထဲမှာဒီကနေ့မနေ့ ၅ယောက်ကိုယူထုတ်လာပြီးတော့မှအတူကခံယူကြမှာဖြစ်ပါတယ်ပထမတစ်ယောက်ကတော့ယောခေဘတ်လို့ခေါ်ပါတယ်အခြေပြုကျမ်းကတောလေရာကျမ်းခန်းကြီး26 59မှာဖတ်ကြည့်လို့ရပါတယ်သူကဘယ်အပိုင်းမှာစံပြခဲ့လဲဆိုတော့ယုံကြည်ခြင်းအပိုင်းမှာစံပြခဲ့တာဖြစ်ပါတယ်ယုံကြည်ခြင်းရဲ့မိခင်ဆိုရင်လည်းမားမယ်မထင်ပါဘူးအာယုံမောရှေမီရီအန်တို့ရဲ့မိခင်ဖြစ်ပါတယ်ယုံကြည်ခြင်းအဖြစ်သားသမီးတွေရဲ့ဘဝတစ်သက်လုံးကို လှုပ်ခတ်စေနိုင်တဲ့အမျိုးသမီးကြီးဖြစ်ပါတယ်။အေးတီလာတမိုင်းမှာတကယ့်နာမည်ကြီးပြီးမှဖယားအတုံးတော်ခံခဲ့တဲ့ရစ်ပရောဟိတ်ကြီးအာယုံရဲ့အမေပညတ်တော်ထဲမှာအင်မတန်အရေးပါတဲ့မောရှေဆိုတဲ့ဖယားသခင်ရွေးကောက်ပြီးတော့မှပညတ်ကို သူကနေတဆင့်ပေးခဲ့တဲ့ခေါင်းဆောင်အဲ့ဒီခေါင်းဆောင်ကိုမွေးထုတ်ပေးခဲ့တဲ့မိခင်ဟာယောခေဘတ်ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။ဒါလောက်ကြီးမြတ်တဲ့သူရဲကောင်းတွေကိုမွေးဖွားပေးခဲ့တဲ့မိခင်ဟာ ယုံကြည်ခြင်းမိခင်ဖြစ်နေတာကျွန်တော်တို့တွေ့ရတယ်။ယောခေဘတ်ပေါ့နော်။ဒုတိယမိခင်ကဟန်နာဖြစ်ပါတယ်။အာတိရခန်းကြီးတအငယ်20မှာရှေ့နောက်မှာတော့ဖတ်ကြည့်လို့ရပါတယ်နော်။ဂျန်းစာကိုတော့ကျွန်တော်မဖတ်တော့ပါဘူး။အိမ်စာပေးလိုက်ပါတယ်။တော့ဖတ်ကြည့်ပါနော်။ဟန်နာကဘာစံပြခဲ့လဲဆိုတော့ဆုတောင်းခြင်းပိုင်းမှာကျွန်တော်တို့ကိုစံပြပေးခဲ့တာဖြစ်ပါတယ်။ ်သားသမီးတွေအတွက်စံပြဖြစ်ခဲ့ရုံမကဒီကနေ့ကျွန်တော်ယုံကြည်သူခရိယန်တွေလည်းသူ့အကြောင်းကိုဖတ်တဲ့ခါမှာသူဟာဆုတောင်းတဲ့မိခင်ဆိုတာကျွန်တော်နားလည်ရတယ်။ဘာလို့လဲဆိုတော့သူကရှမွေလာရဲ့မိခင်ဖြစ်ပါတယ်။ငဂိုရီကကလေးမရနိုင်လို့ထာဝရဘုရားသခင်စီမှာကြာမြင့်စွာဆုတောင်းပြီးမှစိတ်နှလုံးကိုတွန်းလောင်းတဲ့အမျိုးသမီးတယောက်ဖြစ်တယ်ဆိုတာကျွန်တော်တို့လေလာဖတ်ရှုရပါရတာဖြစ်ပါတယ် နောက်ပိုင်းဖယားတခင်ကသူ့ရဲ့ဆုတောင်းတန်ကိုနားညောင်းပြီးမှကလေးတယောက်ကိုပေးတယ်။သူ့နာမည်ကိုရှမွေလာလို့အမည်ပေးတယ်။ရှမွေလာရဲ့အမည်ကသူ့ရဲ့အသေးပဲကဖယားတခင်စီမတောင်းလာတော့ဆိုပြီးတော့မှအသေးပဲရတာဖြစ်ပါတယ်။ဆိုတော့သူ့သားကိုရှမွေလာလို့နာမည်ပေးတယ်။တခါတည်းမှာတစ်ချိန်တည်းမှာပဲအဲ့ဒီသားကိုဖယားအမှုတော်မြတ်ထမ်းဆောင်ဖို့ရန်အတွက်ဗိမာန်တော်ထဲမှာအံ့နံခဲ့တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မိခင်ကတကယ်လို့ငါ့ကိုသားတယောက်ပေးမယ်ဆိုရင်အဲ့ဒီသားကိုဖယားအတွက်ဖြစ်စေမယ်လို့သူဆုတောင်းခဲ့တာကို ဒါကြောင့် तू တီထားတဲ့ဂတိအတိုင်းပဲ तू စုတောင်းထားတဲ့အတိုင်းပဲ तू တာရှမွေလာကိုရလာတာနဲ့ဖယားအတွက်ဆက်ကဲ့ခဲ့တာဖြစ်ပါတယ်။ဒီမိခင်ရဲ့စုတောင်းခြင်းအားဖြင့်ရှမွေလာကြီးလာတဲ့အခါမှာတကယ်ဖယားသခင်အသုံးပြုတဲ့သူတော့တစ်ချိန်ထဲမှာ အရိုက်အရာ၃မျိုးရှိတဲ့သူဖြစ်လာတယ်။တစ်ချိန်ထဲမှာပဲရှမွေလာဟာယစ်ပရောဟိတ်လည်းဖြစ်တယ်ပရောဖက်လည်းဖြစ်တယ်တရားသူကြီးလည်းဖြစ်တယ် ဒီလိုမျိုးသားကိုမွေးထုတ်ပေးလိုက်တဲ့မိခင်ကဟန်နာဆိုတဲ့ဆုတောင်းအာကြီးတဲ့မိခင်ဖြစ်တယ်။ဒါကြောင့်ဆုတောင်းခြင်းမှာအာမနေပါနဲ့။အခုနားထောင်နေတဲ့မိခင်တွေဆုတောင်းခြင်းမှာအာမနေပါနဲ့။သားသမီးတွေရဲ့အောင်မြင်ခြင်းအ धिक အ धिक နောက်ကွယ်ကနေပံ့ပိုးခြင်းကမိခင်တွေရဲ့ဆုတောင်းခြင်းဆိုတာမမေ့ပါနဲ့။အာမင်။တမန်ကျင်းစာတွေကစံပြမိခင်နဲ့ဘက်3တယောက်ကနောမိဖြစ်ပါတယ်။သူကဘယ်အပိုင်းမှာစံပြခဲ့လဲဆိုတော့ချစ်ချင်းမေတ္တာအပိုင်းမှာစံပြခဲ့တာဖြစ်ပါတယ်။ ယူတာဝတ္ထုခန်းကြီးတဲ့အငွေ20နှစ်ရှင်းနောက်ကိုတော့ဖတ်ကြည့်နော်စံပြမိခင်ဖြစ်တယ်လို့သူတပားအတွက်အမြဲတမ်းစဉ်းစားစာနာပေးတတ်တဲ့မိခင်လည်းဖြစ်ပါတယ်ကိုသားသမီးအပေါ်မှာတင်မေတ္တာရှိနေတာထက်ချွေးမတွေအပေါ်မှာလည်းမေတ္တာအပြည့်ရှိခဲ့တဲ့မိခင်ဖြစ်ပါတယ်ဒါကြောင့်သမီးအရင်မဟုတ်တဲ့ချွေးမဖြစ်တဲ့ယူတာဟာယောက်ျားဆုံးသွားပြီမဲ့ ယောက်ခမဖြစ်တဲ့နောမီနောက်ကိုတေတိတိုင်အောင်လိုက်ရဲတာဗောချွေးမလှုပ်တဲ့သူကိုမိခင်ကသူတို့ယောက်ျားတွေတေသွားတော့ပြန်ခိုင်းတာနော်ဒါပေမဲ့တချို့ယောက်တချို့ယောက်ျားတွေတေသွားတဲ့အာချွေးမတွေကပြန်သွားပြီဘသူကြံခဲ့လဲဆိုတော့ယူတဆိုတဲ့အမျိုးသမီးကြံခဲ့တယ်ယူတကနောမီရဲ့ချစ်ချင်းမေတ္တာရဲ့ဆွေးငင်အားကြောင့်ကြံခဲ့တာနောက်ပိုင်းပါဖြစ်လေအမေနောက်ကိုလိုက်သွားမှအမေနိုင်ငံအထိကိုသွားမှ အမေနိုင်ငံမှာရှိတဲ့အမေရဲ့နောက်ထပ်လူမျိုးတွေနဲ့ပြန်လဲအိမ်ထောင်ပြုတဲ့အထီကိုသူကောင်းကြီးခံစားရတာဖြစ်တယ်။ဒါကြောင့်ဒီလူမျိုးချွေးမရဲ့မိခင်ကဘာတူလဲဆိုတော့နောမီဖြစ်တယ်။နောမီကဗာဆန်ပြခဲ့လေချစ်ချင်းမေတ္တာဆန်ပြ။ဒါကြောင့် မိခင်တွေမိခင်တွေကိုသားကိုချစ်တယ်ကိုသမီးကိုချစ်တယ်မှန်တယ်ဒါပေမဲ့ကိုသားယူထားတဲ့မိမချွေးမတွေကိုလည်းချစ်ဖို့မမေ့နဲ့။ကိုသမီးယူထားတဲ့ကိုရဲ့တမတ်တွေကိုချစ်ဖို့လည်းမမေ့ပါနဲ့ နောမီလိုမျိုးချစ်ချင်းမေတ္တာမှာစံပြဖြစ်ပါစေအာမင်နံပါတ်၄တမန်ကျမ်းစာထဲကစံပြမိခင်၅ဦးထဲမှာနံပါတ်၄တယောက်ကမာရီဖြစ်ပါတယ်တမန်တော်ဝုဒ္ဓခန်းကြီး၁နှစ်အငယ်၁နှစ်ကနေ၂၅အထိတော်ဖတ်ကြည့်ပါနော်ပေးကမ်းလူဒန်းတဲ့မိခင်ဖြစ်ပါတယ် မာရီကဘယ်အပိုင်းမှာစံပြဖြစ်ခဲ့လဲဆိုတော့ပေးကန်းလူဒန်းတဲ့အပိုင်းမှာစံပြဖြစ်ခဲ့တာဖြစ်ပါတယ်။တမာချင်းစာမှာဖယားသခင်ကိုချစ်ကြတဲ့နာမည်တူမာရီပေါင်းအနည်းဆုံး9ယောက်လောက်ကျွန်တော်တို့လေ့လာတွေ့ရှိရတာဖြစ်ပါတယ်။အခုပြောချင်တဲ့မာရီကတော့မာကုရဲ့မိခင်မာရီဖြစ်ပါတယ်။ကနဦးယုံကြည်သူတွေဟာသူ့အိမ်မှာစီဝေးမှာဆုတောင်းဝတ်ပြုမှုလုပ်ခဲ့ကြတယ်လို့ကျမ်းစာအဖြစ်ကျွန်တော်တို့သိရတယ်။နောက်ပြီးရှင်မာကုခရစ်ဝင်ကို ရေးတဲ့သူဟာသူ့ရဲ့ตาပဲနော် ျွန်တော်ဒီကနေ့ဖတ်နေတဲ့ရှမာကုခရစ်ကိုရေးတာကသူ့သားပဲတော့မာကုရဲ့မိခင်ကမာရီဖြစ်တယ်ပေါလုနဲ့ဘာနာဘရဲ့ဧဝံဂေလိလမ်းဧဝံဂေလိမှာလေကိုညီပါဝင်ဖို့မိခင်ဖြစ်တဲ့သူကတားမာကုကိုမတားမြစ်ပဲနဲ့သွန်အားဖြစ်စေခဲ့တယ်ဒါကြောင့်ဒီမိခင်ဟာလေငွေကြီးနဲ့တာဖရာအမှုတော်ကိုထောက်ပံ့ယုံတယ်မှာကကိုတားသမီးကိုလည်းဖရာအမှုတော်လို့ဖို့နောက်ခံကနေသွန်အားပေးတဲ့မိခင်ဖြစ်ပါတယ် ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့မိခင်တွေကိုသားသမီးတွေအမှုတော်ဆောင်ခြင်းနဲ့ဆိုရင်လုံးဝမသားမြတ်ပါနဲ့စံပြဖြစ်စေပါအာမင်နောက်ဆုံးတစ်ယောက်တမန်ကျင်းစာတွေကစံပြမိခင်၅ဦးထဲမှာနောက်ဆုံးတစ်ယောက်ကဥနှိပ်ဖြစ်ပါတယ်တိမောသေဩဝါဒစာဒုရယစာဆောင်ခန်းကြီးတစ်အငယ်၄ရှေ့နောက်ကိုတော့ဖတ်ပါဖျားတရားကိုင်းဆိုင်မှုမှာစံပြဖြစ်ခဲ့တဲ့မိခင်ဖြစ်ပါတယ် အိမ်တွင်းတာသမီအပေါ်မှာတွင်တင်မှုအတော်ကောင်းခဲ့တဲ့မိခင်ဆိုရင်လည်းမမားပါဘူးဒီအမျိုးသမီးဟာတိမောတေရဲ့မိခင်ဖြစ်ပါတယ်โอเคတိမောတေဆိုတာလူငယ်တင်းအုပ်ဆရာဖြစ်ခဲ့တဲ့သူပေါ်လူရဲ့တပည့်အရင်တားဆိုလည်းမမားဘူးနော်လူငယ်တင်းအုပ်ဆရာအင်မတန်တော်တဲ့သူဖြစ်ခဲ့တယ်အဲ့ဒီလူရဲ့မိခင်ကဘာတူလဲဦးနှိပ်ဖြစ်ပါတယ် တိမောတေဟာရှင်ဘောလူကိုယ်တိုင်တေချာပြုစုပြောထောင်မှသူ့ရဲ့အလုတ်ကိုဆက်ခံခဲ့တဲ့သူဖြစ်ပါတယ်အထူးတဖြင့်တိမောတေကိုရေးပေးတဲ့ဩဝါဒစာဆောင်မှာရှင်ဘောလူကတိမောတေကိုဒီလိုတော်ပြီးတော့မှဖရာအမှုတော်မြတ်မှာတစ္ဆာရှိနေရခြင်းဟာသူ့ရဲ့မိခင်ကြောင့်ဖြစ်တယ်သူ့ရဲ့အဖွားနဲ့မိခင်ကြောင့်ဖြစ်တယ်သူ့ရဲ့အဖွားနဲ့မိခင်ငယ်စဉ်ကတည်းကအဲ့ဒီလိုမျိုးတမာကျန်းစာကိုတွန်တင်ပေးခဲ့လို့ဖြစ်တယ်ဆိုပြီးတော့မှရှင်းမွန်းခန်းဖွင့်ခဲ့တယ်ကျွန်တော်တို့ဖတ်ရတယ် ဒါကြောင့်မိခင်ရဲ့တုံတင်မှုကသားသမီးပေါ်မှာအင်မတန်အရေးပါနေတာကျွန်တော်တွေ့ရတယ်ညီကိုမောင်တို့။ဒါကြောင့်ခုနားထောင်နေတဲ့ယုံကြည်သူခရီးရန်မိခင်တွေနော်။သားသမီးတွေကိုတမာချင်းစာတုံတင်ပေးဖို့လုံးဝလုံးဝမမေ့ပါနဲ့။ဒါမှသာလင်သားသမီးကောင်းစားမယ်။သားသမီးအောင်မြင်မယ်။ကိုလည်းစံပြမိခင်ဖြစ်မယ်။ Okay ညီကုံချုပ်ရအောင်။နောက်ဆုံးမိကုံတစ်ခုနဲ့ညီကုံချုပ်ပါမယ်။အခုနားထောင်နေတဲ့ယုံကြည်သူခရီးရန်ညီကိုမောင်တွေအားလုံးအားလုံးကျွန်တော်တို့တမာချင်းစာတွေကစံပြမိခင်၅ဦးအကြောင်းကိုကြားပြီးပြီဆိုတော့ တင်းရဲ့မိခင်ကောတင်းအတွက်ဘာဆံပြဖြစ်ခဲ့လဲကောမန့်ထဲမှာရေးသွားကြည့်အောင်တင်းရဲ့မိခင်ပေါ့နော်တင်းမမိတလို့တင်းရဲ့မိခင်တင်းကို ပေးခဲ့တဲ့ဆံပြအချက်အနည်းဆုံးတစ်ချက်နှစ်ချက်လောက်ကောမန့်ထဲမှာရေးသွားပေးပါဒါမှဒါလေမိခင်တွေကိုအောက်မေ့ရာရောက်မယ်ဘုရားလိုက်ခင်ကောင်းကြီးပေးပါစေဒီလိုကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့မိခင်များနေ့နေ့ထူနေ့မြက်ကာလမှာတမချင်းစာတွေကမိခင်စံပြမိခင်ငါ့ဦးအကြောင်းကိုလေ့လာခွန်အားယူခွင့်ရတယ် ခရီးရဲ့ယုံကြည်သူမိခင်တွေလည်းတကယ်ပဲတမာကျန်းစာထဲကအတိုင်းအကောင်းဆုံးစံပြမိခင်များဖြစ်ဖို့ရန်အတွက်ကိုတော့ကောင်းချီးပေးပါ။သားသမီးလှုပ်တဲ့ကျွန်တော်ဂျမအများကိုလည်းမိခင်တွေရဲ့စံပြခဲ့တဲ့အရာများကိုအကောင်းဆုံးမမိပြီးတော့မှလှုပ်ဆောင်နိုင်တော့သူများဖြစ်ဖို့ရန်ကောင်းချီးပေးပါမိကြောင်းယေရှုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမှာအားဖြင့်ဆုတောင်းပါလိဖဖခင်။အာမင်။အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့။